Hello ဒီနေ့ Sherry လေးကတော့ကျွန်မကဗီဒီယိုတွေတော့ရိုက်ထားတယ်။အဲကျွန်မပြောချင်တဲ့အကြောင်းဆိုကျွန်မကချက်ချင်းပေါ့နော်ဗီဒီယိုရိုက်ပြီးတော့အာထွက်ထွဲမှာတင်ထားတာဒါမှမဟုတ် gallery ထဲမှာတင်ထားတာပေါ့နော်။အာဒီနေ့ပြောချင်တာကတော့ကျွန်မကအမကန်ကိုကိုရန်အယောင်လှုပ်တယ်လို့ပဲအာကျွန်မက leadership အနေနဲ့တင်းတီးဆောက်ထားတယ်ပေါ့နော်။ကျွန်မက business partner ဆိုတော့ကျွန်မအောက်မှာ recruitment လုပ်မဲ့လူတွေကိုလည်းကျွန်မကအာလိုအပ်တဲ့ training တွေ supporting တွေပေးတယ်ပေါ့နော်။ပေးတဲ့အချိန်မှာ ပြီးတဲ့ချိန်မှာအာကျွန်တော်တို့ကလူတယောက်ကတော့ဝင်လာတယ်ဝင်လာတဲ့ချိန်မှာအာမခံလှုပ်ချင်တယ်အာမခံရောင်းချင်တယ်လီဒါလှုပ်ချင်တယ်ဆိုပြီးတော့ဝင်လာတဲ့လူတွေကရှားပါတယ် เนาะသူတို့တွေကလူတွေတော်တော် များများက income တခုတော့ရောက်ခြင်းနဲ့ freelance ပဲလုပ်ခြင်းနဲ့ pressure မလိုခြင်းဘူးပေါ့เนาะအပြီးတော့ရင် target မလိုခြင်းဘူးဒါပေမဲ့အာမခံ course လဲလုပ်ကလူတော်တော်များများလုပ်လာကြပြီဆိုတော့ဘာကြောင့်လုပ်တင်လဲဆိုပြီးတော့ join လာကြတယ် join တဲ့အချိန်မှာလူအမျိုးမျိုးဖြစ်တဲ့အတွက်ပေါ့တချို့က leadership ဆိုတာ lead လုပ်ရတယ်လीเนาะ leadership ဆိုတာက CEO ကိုဘယ်လိုလုပ်မလဲကိုယ်နဲ့လက်တွဲလာတယ်လူဘယ်လိုကူညီမလဲဆိုတာဖြစ်တဲ့အတွက်ပေါ့เนาะခေါင်းဆောင်မှုလုပ်ဖို့ဆိုတာကတော့လူတိုင်းမဖြစ် င်နိုင်ပါဘူးအဲ့တော့ကိုကတယောက်တည်းပဲဖြစ်ဖြစ်အကိုကအသိအဖွဲနဲ့ဖြစ်ဖြစ်ကိုက lead လုပ်မယ်ဆိုရင်အ leadership skill တွေအများကြီးလိုအပ်တယ်ကျမတို့ဆိုလည်းအသိယူနေရတော့မယ်ကျမတို့တွေကြတော့အသိအဖွဲနဲ့လိုရတာကိုစိုက်တယ်လို့အခေါင်းဆောင်အောင်လည်းစိုက်တယ်ဒါပေမဲ့ကျမတို့ရဲ့စိတ်ကကြတော့နည်းနည်းစိတ်တူလွယ်တဲ့အမျိုးစားတွေပါတဲ့အခါကျတော့တီးခန့်အားပေါ့ကျမတို့ကလိုအပ်တယ်ပေါ့နော်ကျမတို့ရဲ့ဒီအားနည်းချက်ပေါ့နော်ကျမရဲ့အားနည်းချက်ဆိုတော့အဲ့တော့ကျမတို့တွေကလည်း လူတွေနဲ့ communicate လုပ်တဲ့အခါမှာတင်ယူစရာရှိတာလည်းတင်ယူရတယ်။ sharing လုပ်စရာရှိတာလည်း sharing လုပ်ရတယ်ပေါ့နော်။ဒါမျိုးလေးဖြစ်ပါတယ်။အဲ့ဒီတော့အကျွန်မလေ့လာလောက်ကြတဲ့အရာတွေမှာကြည့်ရရင်တော့ဘယ်သူမှငါကတော့ဒီလုပ်ကိုလုပ်မယ်ခေါင်းဆောင်လုပ်မယ်ဆိုတဲ့လူကမရှိသလားရှားပါတယ်နော်။ရှားပါတယ်မရှိနိုင်ပါဘူးပေါ့နော်။အဲ့လိုပဲငါကတော့အမကန်ကိုယ်စလဲရဝင်ဝင်တစ်ခုရပြီးတော့လုပ်ချင်ပါတယ်ဆိုတော့အရာမျိုးကိုပေါ့နော်။ဆုံးဖြတ်တဲ့လူလဲရှားပါတယ်ဟာ။ Sorry ။ ငါတော့အဘကန်ကိုစလေလုပ်မယ်။ငါဘလောက်ထိရောင်းမယ်။ငါ MTR တိတိသွားမယ်။ငါစုတစိတ်တွေကိုယူမယ်ဆိုတဲ့လူကလည်းရှားပါလိမ့်ရှိ။အဲ့တော့ကျမတို့ကဒီအလုပ်ကိုလုပ်ရင်းလုပ်ရင်းနဲ့အော်ဒီလုပ်ကတကယ်ကိုကိုယ့်အတွက်လည်းအကျိုးရှိတယ်။သူများအတွက်လည်းအကျိုးရှိတယ်ဆိုတော့စိတ်နဲ့စိတ်ရှိတီးခံရအောင်မှာတကယ် professional အာ agent ဖြစ်လာမယ်။အာကိုဝန်ဆောင်မှု service ကောင်းတဲ့ agent ဖြစ်လာမယ်ပေါ့နော်။အဲဒီအတွက်ကတော့တေချာတယ်။ကိုကဘလို့ပဲလုပ်လို့ကိုယ့်အတွက် senior ဆိုတာလိုအပ်တယ်ဖေးမပြီးမတင်းတီးတာလိုအပ်တယ်။ကုညီ ေးမဲ့သက်ဆိုင်ရာမန်နေဂျာလိုအပ်တယ်ပေါ့နော်ဒါကြောင့်ကျမတို့တွေက life insurance agent တွေမှာတော့တော်တော်များများကတင်းဝော့နဲ့သွားကြတဲ့အတွက်တင်းဝော့ပေါ့နော်ကိုက follower တယောက်အနေနဲ့ကိုကနောက်လိုက်ကောင်းတယောက်အနေနဲ့လုံနိုင်နေဆိုသိကြတယ်ကိုကတည့်ရမှာ leader ကောင်းတူဖြစ်မှာပါနော်ကျမတို့လည်းတင်ယူနေစေပါကျမတို့မှလည်းပြစ်ချက်တွေရှိသလိုတချို့လူတွေမှလည်းဒီ anecdote တွေရှိတယ်ဒါမဲ့တင်ယူမယ် change လုပ်မယ်ဆိုရင်ကောင်းမွန်တဲ့တင်းဝော့တစ်ခု